ကဲဒါတော့အခုဒီနေ့ရဲ့ချက်ကြီးကတော့ဆော့ဆရာကိုနိုင်ဦးအဲ့ဒီကဘာလုပ်မလဲဆိုတော့အာတောင်ငင်းကိုဝါနဲ့ပြန်မောင်းပုံစံချက်ပါဖြစ်ပါတယ်โอเคအရင်ဆုံးကျွန်တော်ကောက်ငင်းဆန်ကိုရှည်အနည်းဆုံး2နာရီကနေ3နာရီကြာမှစိမ့်မယ်ဒါပြီးသွားတဲ့အခါမှာလည်းကျွန်တော်တင်းဝါပေါ့နော်တင်းဝါဒီကျွန်တော်အမေးနဲ့ကျွန်တော်ကောက်ငင်းကြော်လို့တဲ့ဝါဖြစ်ပါတယ်ဒီဝါကို အသုံးပြုပြီးတော့မှကျွန်တော်ကောင်းချင်းနဲ့အထက်မှာတွတ်မှာဖြစ်ပါတယ်ဒီကောင်းချင်းတွေကိုဒီထဲကိုအစာတွတ်ပြီးသွားတဲ့ပြီးမှာတော့ကျွန်တော်ဘာလုပ်ရမှာလဲဆိုတော့အုံးသီးနဲ့အုံးရည်ပေါ့နော်အုံးရည်ကိုတခြားနဲ့တော့ဖြော်ပြီးတော့ဘဝထပ်ဖြစ်ပြီးမှာဖြစ်ပါတယ်โอเคဟမ် ဒီနဲ့လေးရောပြီမယ်ကျွန်တော်တို့ဒီဆဲကိုအုံးလို့ရည်ပဲဆိုတားပစ်လို့ပါဟဲ့ဟမ်ရှားနေတယ်မယ်ဆော့ခွတ်โอเคဒါတော့အားလုံးပြီးသွားရင်ခုနကျွန်တော်တို့ဖြော်ထားတဲ့အုံးတို့ကိုအောင်းရင်းတွေကိုကျွန်တော်နောက်ထပ်ပြရမှာဖြစ်ပါတယ်ဘွားလေးနဲ့ထိုးလိုက်ခင်ဗျာခဲအောင်ပြီးသွားပြီဆိုရင်တော့ရေကိုကျွန်တော်တို့တင့်တော်ချိန်ပြီးတဲ့အခါမှာဟမ်ကျွန်တော် ဟိုကထည့်ရပါပြီဘောကနေအရှို့ပေါ့နော်အပိတ်ကိုဟွန်း2 3ကဲဒါလေးဆိုရင်တော့ဒါကျွန်တော်တို့အာဗီဇာဖောက်ပါပြီဝါရေပဲဟာနည်းနည်းကတ်တော့ကဲကဲနည်းနည်းလေးတော့ အစတိုင်းဆိုတော့လိုပါပဲမကြည့်ဘူးဖြစ်မကြက်မကြည့်ဘူးဖြစ်တော့ကဲဒါလေးကတော့လုံးဝကျွန်တော်မီးမညီတဲ့အတုံးလေးပေါ့နော်အဲ့ဒါလေးကိုရင်ဆဆာကြည့်လိုက်အင်းအင်းမရသားမစားဘူးဆိုလို့ရတာဘူးတော့ဝါးနဲ့ပါအုံးလေးနဲ့မှုွေးပြီးတော့တရားလေးနဲ့ထည့်တာချိုချိုလေးပေါ့အရင်တော့မချိုဘူးအားကြည့်လို့ကောင်းလားအင်းဒါလေးဝါးရဲ့ အမေပါလေးတွေကကတ်တော့လေကောင်းကြီးကြီးတောက်လို့ပါပဲဒီကတော့ဒါပေမဲ့ကျွန်တော်ကကောင်းကြီးကြီးတောက်လို့လိုလိုချင်ကြတော့တော့နာနာလေးစောင့်ပေးရတယ်တဲ့အဲ့မှာအတောက်လိုက်ပို့ဖြစ်တာပါနော်ပို့ကြစ်တာပေါ့ဒီခေါင်းတော့ကျွန်တော်တို့အဲ့လိုမျိုးနေတာဒီမလုပ်ထားဘူးဒီလိုလေးသားလို့ခေါင်းထဲနေတာလေးကိုပဲပြန်လုပ်ထားပို့ပြီးတော့အမျိုးလေးမိုက်တာပါနော်อืมတော့မှမွေးရရှယ်ပါโอเค